ားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ကတော့ CDM စစ်သားဇင်ရော်ဖြစ်ပါတယ်2025ခုနှစ်ဧပြီလ12ရက်စနေနေ့မနေ့ခင်းစစ်ရေးသတင်းသုံးသပ်ချက်များကိုဖတ်ကြားတင်ပြသွားမှာဖြစ်ပါတယ်ဝင်းတို့မြို့မှာအမတ်89ချင်းပြန်တမထာနာချုပ်ရဲ့အမတ်982နီးပြူဟာတစ်ခုရှိနေပါသေးတယ်အင်းတော်မြို့တိုင်းတိုက်ပွဲမှာတမထာနာချုပ်နဲ့နီးပြူဟာတစ်ခုပြင်းတိုက်ရင်လေးရင်ခံစစ်ဆင်ခဲ့တယ်ဆိုပေမဲ့တိတ်ဆဲရမိတနက်ဒေနာမတ်တွေအရအမတ်6ချင်းပြန်တိုင်း အမှတ်တရတဲ့ချင်းမြန်တန်ရင်နဲ့အမှတ်333ချင်းမြန်တန်ရင်တို့ရဲ့တလတ်နံပါတ်ဒီကိုသာအများပြားတွေးရှိရတာဖြစ်ပါတယ်ဖလန်းမြို့သိန်းတိုက်ပွဲနဲ့အတူအမှတ်339ချင်းမြန်တန်ရင်ဟာတော့ဇက်သိန်းတော့ပါပြီဖြစ်ပါတယ်အာဒလန်ဖက်မှာနီးပြူဟာတစ်ခုနဲ့အမှတ်59ချင်းတန်ရင်အမှတ်9ချင်းမြန်တန်ရင်နဲ့အမှတ်10ချင်းမြန်တန်ရင်တို့ကိုဆေးလွတ်ထားပါတယ်ဆိုတော့ဝင်းလိုမြို့နယ်မှာအမှတ်982နီးပြူဟာနဲ့အတူ အ ਨੇ ဆုံးတိုင်ရင်တုံးရင်အခြေပြုတက်ဆွဲထားတာဖြစ်ပါလိမ့်မယ်အမှတ်982နီးပြီးပါနဲ့အတူအမှတ်105ချင်းပြန်တက်ရင်အမှတ်106ချင်းပြန်တက်ရင်အမှတ်109ချင်းပြန်တက်ရင်တို့အပြင်နာမည်ကန်တက်အမှတ်131ချင်းပြန်တက်ရင်နဲ့အမှတ်120ချင်းပြန်တက်ရင်တို့ရဲ့နောက်ချန်အင်အားတွေရှိနေမှာဖြစ်ပါတယ်စကိုင်းတိုင်းခြေဆိုင်အမှတ်33ချင်းပြန်တက်မှဌာနချုပ်ကတော့ဖားကန်မှာတာယာနေသေးဖြစ်ပြီးဧည့်သည်တက်မှတွေဒါစကိုင်းမှာမရှိမလားဖြစ်နေတာကိုကြည်ညာဖြင့်အမှတ်33ချင်းပြန်တက်မှဌာနချုပ်ရဲ့ တတ်မှတ်မှုတွေရဲ့အနေထားဟာ on the elephant လို့ဆိုရမှာဖြစ်ပြီးအချိန်တိုင်စစ်တိုင်းမှုဖြစ်သွားအောင်မှာဖြစ်ပါတယ်။မုံရခြေဆိုင်အနောက်မြောက်တိုင်းစစ်ဌာနတုတ်ထဲကနေကဏီဘက်ကိုလက်နဲ့ကြီးနဲ့ပြစ်ခတ်နေစေဖြစ်ပါတယ်။ချင်းကြီးတောင်တိုက်မယ်ဆိုတဲ့တိတိမျိုးဟာဖလန်းအမှတ်268ချင်းလင်တိုင်ရဲ့နီးလူ120မမ120မမအမြောက်လက်နဲ့တွေမရှိနိုင်ပါဘူး။ချင်းလင်တိုင်ရဲ့အကူပြစ်လက်နဲ့တွေဖြစ်တဲ့67မမစိန်ပြောင်း AM8 60မမစိန်ပြောင်း AM7 လောက်သာ အများဆုံးရှိနေမှာဖြစ်ပါတယ်အမှတ်169ချင်းလင်းတရင်တရင်မူတရားဟိုင်းရောက်ရှိလာတာကမှချင်းဖွဲ့တွေအားရပါးရနှုတ်ဆက်ပြီးဒရုန်းနဲ့ကွက်တီတိုက်ခတ်ခဲ့ပေမဲ့ဘယ်ဒီကံကောင်းထောက်မှသွားလွတ်သွားခဲ့ပါတယ်နေအေကန်နဲ့တာတာစီနိုမော်တော်ယာဉ်တွေကိုထိခိုက်ခဲ့ပါတယ်ဒရုန်းကပိတ်ချိန်ကွက်တီအချိန်ခိုက်တိုက်ခိုက်နိုင်ခဲ့ခြင်းဖြစ်ပါတယ်စစ်တပ်မှာတုံးနေတဲ့ဒရုန်းကတော်တော်များများဟာတနအီအလုံးလုံးပြီးရင်15မိနစ်အလိုလျောက်နားတဲ့စနစ်တွေဖြစ်ပါတယ်။အ 2024ခုနှစ်တုန်းကလည်းချင်းညီနောင်ဟာတီးတိမ်မျိုးကိုတိုက်ခိုက်ခဲ့ပြီးဆက်သွယ်ရေးတာဝါတိုင်ကုန်းကိုထိန်းချုပ်ထားနိုင်ခဲ့မှုတွေမှတ်တမ်းရှိပါတယ်။ဒါ့ပေမဲ့ရဲစခန်းအထိအမှတ်169ခြေလင်းတရင်ကနေစစ်ကူရောက်ရှိလာပြီးဒေသောင်းပြည်အားတုံးလာတဲ့အတွက်ပြန်လည်ဆုတ်ခွာခဲ့ရတာဖြစ်ပါတယ်။ရန်မီကန်တရင်ဌာနချုပ်တွေကိုအပြည့်အတိုင်းရှင်းထုတ်နိုင်မှသာအဲ့ဒီမျိုးကိုရပြီလို့အမှတ်ယူရမှာဖြစ်ပါတယ်။နောက်ဆုံးဖလန်းမျိုးသိန်းတိုက်ပွဲမှာချင်းညီနောင်နဲ့အတူပါဝင်ခဲ့တဲ့မဟာမိတ်အင်အားအားရစရာကောင်းလာပါတယ်။ ချင်းညီနောင်အပြင်အဖွဲ့ပေါင်း14ဖွဲ့ထက်မနည်းပါဝင်တိုက်ခိုက်ခဲ့ကြတာကိုတွေ့ရပါတယ်။အဆိုပါစုဖွဲ့မှုမျိုးနဲ့ဆိုပါရင်တိဒိန်ဟာဖလန်းလောက်ကာလကြာစီစွာမတိုက်ရတော့ပါဘူး။တိဒိန်ဟာဒေသကုတ်ကဲရေးစစ်ဌာနချုပ်ကလေးနဲ့နီးကပ်ပေမဲ့ကလေးမှာလက်ရုံးဝန်ထမ်းတက်တွေတာများပါတယ်။အရန်တက်ဆိုလို့ထန်တလာမှာရှိတဲ့အမှတ်89ချင်းပြန်တက်မှတ်ဌာနချုပ်ရဲ့တိုက်ရင်သုံးရင်းသာကြာရှိမှာဖြစ်ပါတယ်။စစ်ကူလမ်းကြောင်းကိုအုတ်တတိတောင်ကျော်ကနေဈာပြတိုက်ခိုက်မဲ့အဖွဲ့ကောင်းကောင်းအခြေပြုထားနိုင်ရင်တိဒိန်ဟာချင်းလေးကကြက်တစ်ခွဲဖြစ်သွားနိုင်ပါတယ်။ ။မန္တလေးတိုင်းပြည်ဦးမြို့မှာတော့အလူတန်းကြီးကြီးမားမားလှုပ်ဖို့ရှိနေပါတယ်။ရှင်တွေကိုမော်တော်ယာဉ်တွေနဲ့တဲဆောင်နေပါတယ်။စီတာဆယ်နဲ့တောင်ကျောင်းရွာတွေဘက်မှာတော့လက်နက်ကြီးစခန်းတွေတိုးချဲ့အခြေပြုလာတာတွေရှိနေပါတယ်။ဘကိုတိုင်းရှေချမ်းဝေါမြို့နယ်မြစ်ကျိုးကနေလက်ပံဖက်ကိုအိမ်စည်းကားစစ်ကားရင်နှန်း၁၀စီးကန်ရှိတဲ့စစ်ရေးရွှေပြောင်းမှုတစ်ခုရှိခဲ့ပါတယ်။တရဲသမိုင်းကလေတချို့ကိုလည်းအတင့်ပြင်စုဖွဲ့ခိုင်းထားတာရှိတယ်ဆိုတော့ညောင်ချေတော့အခြေဆိုင်အမှတ်998ချင်းမြန်တိုင်ရင်ကိုလိုအပ်ပါကစစ်အင်အားဖြည့်တင်းမှုဖြစ်ပါလိမ့်မယ် ဇန်နဝါရီမနေ့6နာရီကမှလဲရွှေကျင်မြို့နယ်ညောင်ချေတော့ကြေးရွာအမှတ်998ချင်းပြန်တရင်ဌာနချုပ်အနီးမှာချိတွေ့မှုရှိခဲ့ပါသေးတယ်။ကချင်ပြည်နယ်မွန်းညင်းမြို့နယ်အင်တော်ဤဒေသစနင်းကုန်းရွာမှာထိတွေ့တိုက်ပွဲရှိခဲ့ပါတယ်။စနင်းကုန်းဆိုတာအင်တော်ဤဒေသအရှိဘက်ကန်နမ်မောထွက်ဟဲပူဟဲပါသွားတဲ့လမ်းမှာတည်ရှိပါတယ်။ဒေသကနေစီသတင်းထောက်ကြည့်တော့ဘာမှမဟုတ်ဘူးအဝေးမတက်လို့ဖြစ်ကြတာလို့သိရပါတယ်။အင်တော်ဤဒေသမှာစစ်မဖြစ်စေဖို့ရွှေလောပန်းတွေကနှစ်ဖက်စလုံးကိုဃာထားတယ်လို့ဆိုကြပါတယ်။ စမ်းမြောက်အနေထားကတော့ TNL တို့ဟာစီနာရဲ့အခင်းချင်းရစစ်ကောင်စီနဲ့နောက်ထပ်တစ်ကြိမ်စကားပြောရဖို့ရှိနေနိုင်ပါသေးတယ်။ငလျင်ပြီးမှာပဲအင်းတော်နဲ့ဖလန့်ကိုရှေ့စစ်နောက်ဆက်လက်လွတ်ခဲ့ရတဲ့စစ်ကောင်တော်မင်းအောင်လှန်ဟာအလွန်အမင်းကြောက်လန့်နေပုံရပါတယ်။လော်ဂီရရအစီအမံဖြစ်တောင်ကြီးရွှေပုံးပွင့်ဖျားထီတော်တင်ပွဲမနေ့ကလုပ်ခဲ့ပါတယ်။တင်တော်ကိုတော့ပြီးတော့မန်စုကိုတော်ထံတို့လဲဗီဒီယိုမေးရရချေတာတွေလုပ်ခဲ့တယ်လို့သိရပါတယ်။ခမကြီးကြောင့်နှစ်ဖက်စလုံးကတည်ခဲ့ကြတဲ့ဝိညာဉ်တွေက အချိန်ကြီးခမည်းကြီးအနားမှာရှိနေတယ်ဆိုတာတကယ်ပါ6တာမဟုတ်နော်အတီပြောတာကိုပေါ့စီတရင်လေးနဲ့ပိတ်လိုက်အောင်ပါအခုတ်ကူမှာလဲအမှတ်24ကာဝယ်ရေးပစ္စည်းစေုံကဘိုးကြီးတော်စင်ဦးကိုမက်ဆီကိုက်အောင်လှုပ်ဆောင်ထားနိုင်ခဲ့တာရှိပါတယ်မက်ဒီလာခြေစပ်အမှတ်တက်မတော်အကြီးစားစေုံကအဖွဲတွေဟာနထိုးကြီးဘက်မှာနယ်မြေလှုပ်ရှားအခြေချစခန်းတွေလောက်ရတာရှိပါတယ်ဂျမန်နေ့မှာတော့စခန်းကိုကာဝယ်တပ်ဖွဲ့ပြီးဝိုင်းပတ်ဖိတ်ဆို့ထားစင်မှာပဲ စာမတော်နည်းပညာတက္ကသိုလ်အဖတ်စဉ်ကိုကဘုံမှုတယောက်ဟာစူဆိုက်လုပ်ပြီးတတ်တာပြသွားပါကြောင်းတင်ပြလိုက်ရပါတယ်ခင်ဗျာစလဲစနားထောင်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်တိုက်ပွဲရှိရင်အောင်ပွဲရှိရင်